ဖယားလူအားဖြင့်အမင်္ဂလာကောင်းကြီးမင်္ဂလာဖြစ်တယ်လို့အမင်္ဂလာလည်းဖြစ်တတ်တယ်နော်အမေကောင်းကြီးမင်္ဂလာကြီးပဲမတင်နဲ့အမင်္ဂလာလည်းဖြစ်တတ်တယ်ကိုယ့်အကိုနေကောင်းစားအဲ့လူလာမှဒုက္ခရောက်တာကြည်ယောနအကြောင်းနည်းနည်းပြောမယ်ယောနကစာတန်လူလားဖယားလူလားဘယ်သူလူလဲဖယားလူဖယားသူ့ကိုဘယ်နေရာပေးထားလဲ ။ तू ကဘာစုယေစုရှိလဲ။ prophet prophet ဖခင်เจ้าကခန္ဓာလားဖခင်ခန္ဓာလား။ဖခင်ခန္ဓာနော်။ကိုယ့်ကိုခန္ဓာလဲမဟုတ်ဘူး။တချို့ကကိုယ့်ကိုခန္ဓာကိုယ့်ကို prophet တဲ့။ဘာဖတ်မအောင်မသိတာ။အခုယောနာဖခင်ကိုယ်တိုင်သူ့ကိုဘယ်လိုခေါ်ထားလဲ။ prophet အေးဖခင်เจ้าခန္ဓာမဟုတ်ဘူး။ဖခင်ကိုယ်တိုင်သူ့ကို prophet လို့ခေါ်တယ်။ prophet ယောနာ။ ယောနသွားနိနဝေချိန်ချောက်တဲ့ဇကာနဲ့သွားဟောဖះချိန်ချောက်ခိုင်းတာသွားဟောနိနဝေမြို့နောင်တရမရရင်မကြမီကောင်းငင်ကနေပြီးတော့မှမိမိုးရွာချသွားဟောယောနစဉ်းစားမိမိုးရွာချကောင်းတာပေါ့အဲ့နိနဝေမြို့သားတွေသိပါစေဘာလို့လဲဆိုနိနဝေမြို့သားတွေကို तू आ သိစေခြင်းတာ တို့ရဲ့တမန်ရဟိုးတော့ကယောနာတို့အမျိုးနိနွေမျိုးသားတွေကရရဆက်ဆက်တက်ခဲ့တာလေအခုဘုရားသခင်ကပြောတယ်နိနွေမျိုးကောင်းမရနဲ့မိမိုးရွာချမယ်ဆိုတော့အမလီဘုရားရေဓာတ်စီဘူပါဝင်ပြရစီပေါ့ဟာလာရိုးရိုးလောင်ရင်မပူမှာဆိုလို့ယောနာမြားတော့ဖျားခိုင်းတဲ့အလုတ်ကိုမလုတ်ချင်တာလေအလိုတော်နဲ့တူတယ်ပြီးတဲ့အခါမှာသင်းမောကဘာလုပ်နေလဲ အစင်သစ်ဆောက်တယ်ဓမ္မယောနာ1 3ကျွန်တော်ဖတ်ပြမယ်သို့တော်လေယောနာသည်ထာဝရဘုရားထံတော်မှတာရှုမြို့သို့ပြေးမိအကြံရှိသည်နှင့်ထားလျက်ရုပ်ွေမြို့သို့သွား၍ရောက်သဖြင့်တာရှုမြို့သို့သွားသောသင်္ဘောကို တွေးကြုံ၍အမလေးပြေးတာတော့မသင်္ဘောရှိလားရှားတယ်ကွာဘလို့သင်္ဘောလားမသိအဲ့သင်္ဘောကအဲ့ဒီကံကိုဘလောက်ကြာမှတခါကတ်လဲဖတ်ကြည့်ရအောင် ဘလောက်ကြာမှတခါကတ်လဲနှစ်ချုပ်ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီးကိုအငယ်20 1နဲ့အဲ့ဒါလေးဖတ်ကြည့်အောင်အဲ့ဒီသင်မောကလေကွာကွက်တီစောင့်နေတယ်ကဲဖတ်ပါဦးရှင်ဘရင်ဤသင်မောသည်ဟိရန်မင်းကျွန်းတို့နှင့်တာရှုမြို့သို့သွားတတ်သဖြင့်၃နှစ်တခါတာရှုသင်မောသည်ပြန်လာ၍ရပြီဘယ်နှစ်မှတခါဟာ ဖယားနဲ့စန့်ကျင်ဖို့ဆုံးမချက်ချတဲ့အခါမှာအရာခတ်သိမ်းကအစဉ်ပြေနေတယ်။ဖြစ်လား။ဖယားတကြီးမျက်မှောက်တော်ကနေထွက်ပြေးမယ်ဆိုရင်လေအရာခတ်သိမ်းကအိုးအလိုတော်လားလို့တောင်ထင်ရတယ်။သုံးနှစ်မှတခါကန့်ကတ်တဲ့တင်မောကငါမြပြေးမယ်ဆိုကိုကတီးအဲ့ဒီအကြောင်းကိုများဖရာကြောင့်ကသင်းအောင်စရာကိုသွားမင်းရင်အလိုတော်လို့ဖြေမှာပေါ့ ကျောင်းနာရဲ့မင်းနဲ့မှာတုံးနှစ်တကာကန့်ကတ်တဲ့တင်မောကွက်တီတိုးတာအဲ့ဒါမှအလိုတော်မို့ရင်ဘာအလိုတော်လဲပြောဒီလိုဖြေမှနော်ဘွဲ့ရတဲ့တင်းဥစရာများဆိုရင်ပြောတာဟလာခွင့်လို့နော်တိုက်ဆိုင်သွားပြီတုံးနှစ်တကာကန့်ကတ်တဲ့တင်မောကွက်တီတိုးတာဟာဖရီမောတင်မောပေါ်တက်ပြီးပတ်ဆောင်ပါလားအခါပါပေးလိုက်သေးတယ်အမေကိုရောချော့သူလဲတက်ကောတင်မောထွက်ကော သူ့ပဲစောက်နေသလိုလိုပဲတွေ့လား तू တက်มาခွာသွားတာตွားလဲตွားသင်မောင်မုံတိုင်းမိတာမုံတိုင်းမိမုံတိုင်းထဲမှာတယောက်မှအိမ်မရဘူးယောနာဘာလုပ်နေလဲသင်မောင်ဝမ်းပိုက်ပါအိမ်နေတယ်သူများအိမ်မရဘူး तू အိမ်ပျော်တယ်တခါတလေနော်ဖယားနဲ့စန့်ကျင်ပြီးသွားရင်အေးရွားတယ် အရန်အိတ်ကောင်းတိုင်းအလိုတော်မထင်နဲ့နော်အပြစ်ထဲမှာအိတ်ပျော်နေတာတပွဲရှိတယ်နော်ဘသူမှမအိတ်နိုင်အခုယောနာအိတ်လားလူတိုင်းမအိတ်ဘူး तू အိတ်တယ်အိတ်တယ်နောက်ဆုံးဟိုကလာခေါ်တယ်ထာဒီလောက်မောင်တိုင်းတိုက်နေတာနေအိတ်ဟာပြီးတော့မှကိုဖရာကိုတောင်းသူ့ဖရာသူ့ဆုတောင်းဒါဘသူအပြစ်ကြောင့်ဖြစ်တာလဲ။ဟာမုံတိုင်းကြီးတော့သင်းမောကလည်း ခါထွက်နေတာသင်မောကနစ်တော်မယ်အဲ့တော့လူမသေးဖို့အရေးကြီးတယ်ကွာပစ္စည်းဆုံးရှုံးရင်ဆုံးရှုံးပစ္စည်းကလည်းပြည့်လူလို့ရှိဆိုတော့ဝိတ်ကြောင်လားဆိုပစ္စည်းတွေအလုံးပြစ်ချသင်မောဘောကနေတစ်ချက်ဖတ်အောင်ယောနာတိအပိုက်ငယ်9ကိုဖတ်အပိုက်ငယ်9ထိုကသင်မောသားတို့သည်ကြောက်ရွံ့၍အသီးအသီးမိမိတို့ဖျားကိုအော်ဟစ်ကြ၏ သင်မောပော့စေခြင်းကဝန်များကိုလည်းပင်လေတဲ့သို့ပြစ်ချကြ၏ယောနာမူကသင်မောဝန်တဲ့သို့စင်း၍အိပ်ပျော်လျက်နေ၏ကြည်သင်မောပေါ်မှာပါလာတဲ့ကုံတွေရဲ့ပစ္စည်းအားလုံးဘာလို့ ਆ လဲအကုန်ပြစ်ချတယ်ပင်လေတဲ့ပြဒါမှသင်မောကဝင်း ်နည်းနည်းပော့သွားရင်တတ်တာမလားဗောအန်တီရဲ့နည်းမလားဗောအကုန်ပြစ်ချတာဒါဆိုကျွန်တော်မေးမယ်အဲ့ဒီသင်မောပေါ်ကကုံတယ်ရဲ့ပစ္စည်းဆုံးရှုံးလားဘယ်သူကြောင့်ဘယ်သူကြောင့်လဲယောနာကြောင့်ယောနာသာပါမလာရင်အဲ့ဒီသင်မောမုံတိုင်းမမီယောနာဘယ်သူလူလဲဖျားလူနော် ဖယားလူလာတော့ကောင်းကြီးပြစ်မယ်လို့ယုံရင်မမားဘူးအဲ့ဒါတချမ်းမှန်လို့ခေါ်တယ်တဝက်ပဲမှန်တာအခုလဲဖယားလူလာတာပဲကုံဖို့သာပြင်ထားတွေ့လားသင်မောဘွားပြစ်စည်းတဲ့ကုံကုံပြီးဟာပြစ်ချလဲမုံတိုင်းကမငြိမ်းဘူးမငြိမ်းတော့နောက်ဆုံးယောနာပြောတယ်အေးကောင်းကင်ရေမြေကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုငါကိုကိုယ်ရာ တတ္တရာခံသေးအပြစ်လို့ရင်အပြက်လို့တတ္တိခံရင်ထိတ်ဆုံးဆိုတာယောနာအဖွဲ့ခေါ်တယ်မှတ်တာတောက်ရင်လဲတလုံးပြီးတလုံးတောက်ဖះအကြောင်းပြောရင်လဲသူရှေဆုံးတင်းဦးစရာတော့ပါဇက်ပိတ်ပြီးနားထောင်ဝေးရတယ်အဲ့လိုယောနာမျိုးခရစ်ယာန်တွေဖះအကြောင်းမှရှိလားအေးအဲ့ဒါမျိုးကြနေလို့ဖြစ်တတ်တယ်ငါကြောင့်ဟောတင်ပြောတာဒါဆိုဘာလုပ်ရမလဲ ငါ့ကိုခြီးပြီးတော့ရေထဲပစ်ချလိုက်။ तू တောင်းဆိုတာနော် तू တောင်းဆိုတာကဖတ်အငယ်ဆက်နှစ်ငါ့ကိုခြီး၍ပင်လေထဲသို့ချပစ်ကြလော့တော့ပြုတ်လေလိုင်းတဘောသည်တင်တို့၌ငြိမ့်လိမ့်မည်။ဤပြင်းစွာသောမိုးတက်မုန်တိုင်းသည်ငါကြောင့်သာတင်တို့ပေါ်သို့ရောက်သည်ကိုငါတီးဟုပြန်ပြောတော်လေရပြီ။ ငါ့ကိုခြီးပြီးတော့ရေထဲပင်လေထဲကိုပြစ်ချလိုက်ကျွန်တော်သားလေးပုံတယ်ဖြစ်ခဲ့မယ်ဆိုဘာလို့ခြီးပြီးပြစ်ချမလဲကန်ချပလိုက်ရေထဲပြစ်ချတယ်အောင်မသူ့ကိုခြီးအောင်နဲ့ဟမ်ခြီးပြီးမှပြစ်ချရတဲ့ဟောပစ္စည်းလဲမွဲပြီလေကုန်ပြီလေငါ့ကိုခြီးပြီးပြစ်ချဘာလို့လဲဆိုဒီပြဿနာပါလေတိတိကျကျသူပြောတယ်လိုက်ဆိုငါကြောက်တာ သင်တို့အပေါ်တို့ရောက်တည်ကိုငါသိတွေ့လိုက်တေချာပြောရနော်ယောနာတေချာတက်တည်ကနေမိုးတက်မုန်တိုင်းသည်ငါကြောက်တာသင်တို့အပေါ်တို့ရောက်တည်ကိုငါသိအဲ့ဒါငါကြောက်ပဲဒါကြောင့်ငါ့ကိုပြစ်ချလိုက်ပြစ်ချလိုက်ရင်မကြည့်ပင်လေတဲ့တို့ချပြစ်လို့တော့ပြုတ်လေလှိုင်းတဘောသည်သင်တို့နိုင်ငြိမ့်လိုက်ငါကြောက်ဖြစ်တာငါ့ကိုပြစ်ချလိုက်ငြိမ့်သွားမယ်အဲ့ဒီသင်မောဒုက္ခရောက်လား ုံတယ်တွေဆုံရှုံလားဘသူကြောင့်ယောနာဘသူလူအေးဖယားစကားနားမထောင်နဲ့ဖယားလူဖယားလူပဲမဟုတ်သေးဘူးနော်ဖယားစကားနားမထောင်နဲ့ဖယားလူအဲအဲ့လိုသွားရတာဒါဆိုဖယားလူတိုင်းကဖယားစကားနားထောင်လားနားမထောင်နားမထောင်ရိုးရိုးလူမပြောဘူးကျွန်တော်ရိုးရိုးတာမှစင်ရင်မသွင်းဘူးနော် ယိုယိုဘာဟိုလူဒီလူကျွန်တော်စည်ရင်မသိဘူးဖျားလူတော်မှဖျားစကားနားမထောင်နဲ့ဖျားလူစားရှိလားရှိတယ်ခမ ्या ကိုပြောတာမဟုတ်ဘူးနော်အဲ့လိုပြောရင်အိုးကွအားငယ်နေမယ်မလာတဲ့ဘွဲကိုပြောတာဖျားစကားနားမထောင်နဲ့ဖျားလူအဲ့ဒီလူကြောင့်ပဲအခုတင်မောဘာဖြစ်လဲမုံတိုင်းမိကုံဆုံရှုံသွားတယ်ဟုတ်လားအေးသူ့ကိုတကယ်လက်ပြစ်ချလိုက်ရောမုံတိုင်း တကယ်ငြိမ့်သွားအောင်လေပြီးသွားရောကြည့်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကဖျားလူတော့မှန်နေဖျားစကားနားထောင်တဲ့ဖျားလူလားဖျားကိုစန့်ကျင်တဲ့ဖျားလူလားဆိုစဉ်းစားဖို့လိုတယ်ဟုတ်လား